ာပါရှင်ချင်းလန်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်မတ်လ24ရက်နေ့ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ကန့်ကော်မြို့နယ်နှံခါစီပီခန်းတက်ခိမှုကိုစစ်ကောင်စီနဲ့ လက်ပါစင်များပြင်းထန်စွာအရေးယူမယ်လို့ဆိုကြောင်းထိုင်းမြန်မာနေဆက်အနီးစစ်ကောင်စီရဲ့ကလေးဒေးစခန်းကို KNLA ဦးဆောင်သောတော်လှန်ရေးတပ်များကစတင်တိုက်ခိုက်နေပြီးစစ်တပ်ကလေယာဉ်ဖြင့်ပုံများခြေချကာပြည်သူ150ဝန်းကျင် ထိုင်ဘက်သို့ထွက်ပြေးကြောင်းနော်ထူကြီးလက်ဝဲမြင်းနေရွာကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုတွင်နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်အလုံး20ကျော်ပျက်စီးကြောင်း စစ်ကောင်စီလေကြောင်းတက်ခဲ့မှုကြောင့်စစ်ဘေးဒုက္ခသည်2400နီးပါးတိုးလာကြောင်းနဲ့ထိုင်းမြန်မာနေဆက်တွင်စစ်ကောင်စီရဲ့တိတ်လေရင်က ပုံချင်းနေသဖြင့်ထိုင်းစစ်တပ်က F16 တိတ်လေရင်နှစ်စီးဖြင့်ကင်းလှေကြောင်းလို့ပဲဖြစ်ပါရဲ့ရှင်ကံကောမျိုးနှင့်ထန်ခါစေပေခန့်တိုက်ခိမှုကိုစစ်ကောင်စီနှင့်လက်ပါစင်များပြင်းထန်စွာအရေးယူမယ်လို့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ မကွေတိုင်းကကော်မြို့နယ်နှံခါကျေးရွာစေပေးခန်းလေးချောင်းပုံကျဲတိုက်ခိုက်မှုတွင်စစ်ကောင်စီနှင့်လက်ပါစင်များကိုပြင်းထန်စွာအရေးယူမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရဂျမအီဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။မတ်လ22ရက်နေ့ကကကော်မြို့နယ်နှံခါကျေးရွာစေပေးခန်းကိုစစ်ကောင်စီကလေးချောင်းပုံကျဲတိုက်ခိုက်မှုတွင် CDM ဒေါက်တာ မြတ်စုအောင်မိသားစုကလေးအပါဝင်အယက်သား၁၁ဦးတေဆုံးခဲ့ပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါ့အပြင်စေခံလင်မီးလောင်ပျက်စီးခဲ့ပြီးအနည်းနာရှိ နေအိမ်များလည်းပြိုကျပျက်စီးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒေါက်တာမြတ်စုအောင်နဲ့ဇနီးဖြစ်သူ အထက်တန်းဒူနာပြုတို့ကို CDM အာဇာနည်သူရဲကောင်းများဖြင့်အတိမတ်ပြုတ်အပ်ပြီးတေဆုံးခဲ့တဲ့ဂျမ်းမာယီဝန်ထမ်းများလူနာများ ပြည်သူများရဲ့မိသားစုများနဲ့ထက်တူဝန်းနေရတယ်လို့ UNG ဂျမ်းမာရေးဝန်ကြီးဌာနကဆိုပါရယ်အရတားပြည်သူတွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်တွေကိုဝန်ကြီးဌာနအနေနဲ့ကျန်းထန်စွာရှုံချပြီးတေဆုံးထိခိုက်ခဲ့တဲ့ဂျမ်းမာယီဝန်ထမ်းတွေနဲ့အပြစ်မဲ့ပြည်သူတွေအတွက်တရားမျှတမှုကိုဆောင်ကျဉ်းသွားမယ်လို့ဆိုပါရယ်။ဒါ့အပြင်စစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်ပါစေကြံရပါများကို တရားဥပဒေအရ ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါရယ်မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငိမ့်ပြီး Federal Democracy ပြည်ထောင်စုကြီးပေါ်ထွန်းတဲ့အထိတိုင်းရင်းသားပြည်သူတရက်လုံးနဲ့လက်တွဲကစက်တက်ထံပိုးကျူပန်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသိရှိရပါရယ်ရှင်ထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီရဲ့ ကလေးဒီစခန်းကို KNL ဦးဆောင်သောတော်လှန်ရေးတပ်များကစတင် တက်ခိုက်နေပြီးစစ်တပ်ကလေရင်ဖြင့်ပုံများခြေချကားပြီးသူ150ဝန်းကျင်ထိုင်ဘက်သို့ထွက်ပြေးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ထိုင်းမြန်မာနေဆက်အနီးစစ်ကောင်စီရဲ့ကလေးဒီစခန်းကို KNL ဦးဆောင်သောတော်လှန်ရေးတပ်များကစတင်တက်ခိုက်နေပြီးစစ်တပ်ကလေရင်ဖြင့်ပုံများခြေချခဲ့ကြောင်းသိရှိရပါတယ်။မတ်လ22ရက်နေ့မှာစတင်၍ KNL ဦးဆောင်သော ပူပေါင်းတက်များက KNU တက်မဟာခွင့်နှင့်နေမည်ထိုင်ပွေမြို့နယ်အတွင်းရှိကလေးဒီတက်စခန်းကိုဆက်တင်တက်ခိနေခြင်းဖြစ်ပြီးယမနေ့တနေ့လုံးတွင်တိုက်ပွေများပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်းအဆိုပါတိုက်ပွေများကြောင့်စစ်ဘေးရှောင်ပြည်သူ150ခန့် ထိုင်းဘက်သို့ထွက်ပြေးတိမ်းရှောင်လာကြောင်းယနေ့တွင်စစ်တပ်ကလေရင်ဖြင့်ပုံများကြေးချနေကြောင်း KNLA သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။တော်လှန်ရေးသတင်းရင်းမြစ်က drone တွေနဲ့ဒီစစ်တပ်စခန်းကိုပူပေါင်းတပ်တွေကစပီးတိုက်ခိုက်တာပါ။မေပြင်းမှာလဲစစ်တပ်ကစစ်ကိုလာလို့မရတော့ဘူး။တိုက်ပွဲကတော့ တက်စခန်းကခုခံကျင့်နေတာဒီနေ့လေရင်နဲ့ဘုံကြီးဒါရီလေးရှိပါတယ်စခန်းကိုတော့ပိတ်ဆို့ထားတယ်လို့ရန်ကုန်ခေတ်သစ်တရင်ဌာနတို့အတိပြုပြောဆိုထားပါတယ်ပြီးခဲ့တဲ့မတ်လ14ရက်နေ့ထိုင်းမြန်မာနယ်စပ်အနီး KNU တပ်မဟာခွနစ်နေမင်းအတွင်းရှိစစ်ကောင်စီတပ်ရဲ့ Bluetooth တက်စခန်းကို KNLA ဦးဆောင်သောတော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်တပ်မှ12ဦးတေဆုံးခဲ့ကြောင်းစစ်သား12ဦးထိုင်းဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း KNU ကသတင်းထုတ်ပြန်ထားပါတယ်။လက်တလောထိုင်းမြန်မာနေဆက်အနီးတွင်တိုက်ပွဲများကြောင်းထိုင်းစစ်တပ်ကနေဆက်တလျှောက်လုံးချုံကြီးများတွန်းပြန်ထားကြောင်းသိရှိရပါတယ်ရှင်။နော်ချူကြီးလက်ဝဲမြင်းညီရွာကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုတွင်နှုတ်ဦးထိခိုက်ဒဏ်ရာရရှိကနေအင်းအလုံး20ကျော်ပျက်စီးသွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မန္တလေးတိုင်းမင်းချန်ခရိုင် နွားထူးကြီးမြို့နယ်လက်ဝဲမင်းနေကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်73နှစ်အရွယ်မိန်းကလေးတဦးအပါဝင်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်22လုံးမိလောင်ပျက်စီးခဲ့ကြောင်းနွားထူးကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကသိရှိရပါတယ်။ယမနေ့မတ်လ23ရက်နေ့မနေ့တနာယူဝင်းကျင်တွင်စစ်ကောင်စီတပ်ဖွဲ့ကဂျက်ဖိုက်တာလေယာဉ်ဖြင့်ဘုံတီးနှလုံး White 12လေယင်ဖြင့်ပုံသီးအများအပြားကြေးချသွားခြင်းဖြစ်ကြောင်းမီးလောင်ပုံကြောင့်နေအိမ်15လုံးမီးလောင်ပျက်စီးခဲ့ပြီးနေအိမ်9လုံးမှာပုံသီးချရွေပျက်စီးခဲ့ရာစုစုပေါင်းနေအိမ်22လုံးပျက်စီးခဲ့ခြင်းဖြစ်တယ်လို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လူ့အခွင့်အရေးတာဝန်ခံကပြောဆိုထားပါတယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လူ့အခွင့်အရေးတာဝန်ခံကအဲ့ရွာကမကြာခဏလေးကြောင်တက်ခဲ့ခံရရွာရီသေးကတရွာပါ ဒေသခံတွေလည်းရွာသေးမှာမနေရတော့တဲ့အခြေအနေဖြစ်နေပါပြီ။နေအိမ်တွေလည်းကုန်တလောက်ဖြစ်နေပြီလို့မစ္စမကိုအတိပြုပြောဆိုထားပါတယ်။လက်ဝဲမင်းနေကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်ခြင်းမင်းချန်ခမာယ15မှလက်နက်ကြီးဖြင့်ပြက်ခတ်ခြင်းများပြုလုပ်လျက်ရှိရာ နေအိမ်အများပြားပျက်စီးထားပြီးပြီးသူများလည်းဘေးဒုက္ခရောက်နေရကြောင်းနွားထူးကြီးမြို့နေပါအဖထံကတိရှိရပါတယ် ဒေတာခန်တူးက B2 ရေကအမေတန်လေချောင်းရံကို ထိတ်လန့်နေပြီးဘုံခုချင်းမြောက်များစွာနဲ့နေထိုင်နေရပါတယ်။အိပ်ကြုံနေတဲ့အချိန်လာချက်သွားတယ်ဆိုရင်လေတေကျကြေကျဒုက္ခတိဖြစ်သွားတာတွေကိုမမင်ရှင်လောက်အောင်ပါပဲလို့ပြောဆိုထားပါဗျ။ဒီကရက်ဖေဗူအရီလ10ရက်နေ့ကမင်းချန်ခါမာယ15မှာလက်ဝဲမင်းကြီးရွာကိုလက်နေကြီးဖြင့်တိုက်ခတ်ခဲ့ရာ ကျေးရွာအတွင်သို့ကြာရောက်ပောက်ကွဲပြီးနေအိမ်၅လုံးပျက်စီးခဲ့တယ်လို့သိရှိရပါတယ်ရှင်။စစ်ကောင်စီလေကြောင်းတက်ခဲမှုကြောင့်စစ်ဘေးဒုက္ခသည်2400နီးပါးဒူးလာတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။စစ်တပ်ရဲ့လေကြောင်းတက်ခဲမှုတွေကြောင့်မြန်မာနိုင်ငံအရှိတောင်ပိုင်းမှာမတ်လ10ရက်နေ့ကနေ18ရက်နေ့အထိ တပတ်အတွင်းစစ်ဘေးဒုက္ခသည်2400နီးပါးဒူးလာခဲ့တယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးယုံ UNHCR ကထုတ်ပြန်ထားပါရယ်ဒီဒေတာတွေအတွင်းမတ်လ၁ရက်နေ့အထိစစ်ဘေးဒုက္ခသည်ပြည်သူတန်း4,850ရှိခဲ့ရာမတ်လ19ရက်နေ့မှာတန်း5,900ခန့်ရှိလာခဲ့ပါရယ်ရှမ်းပြည်နယ်ဖေခုံမြို့နယ်တိချိုက်ကျေးရွာကဒေသခံ960ဟာလေကြောင်းတက်ခိုက်မှုနဲ့လုံခြုံရေးစိုးရိမ်မှုတွေကြောင့်နေရွှန့်ခွာထွက်ပြီးခဲ့ရတယ်လို့ညောင်ရွှေမြို့နယ် စံခါဒေတာက လူပေါင်း823ဦးစစ်တရဲ့လေကြောင်းတက်ခဲမှုကြောင့်နေရစွန့်ခွာထွက်ပြီးခေကြရတာဖြစ်ပြီးကြရပီနေကစစ်ဘေးဒုက္ခသည်202ဦးနေရပြန်လာကြရဲဆိုပေမဲ့ရိုက်ကိုကစစ်ဘေးဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြရဲလို့ဆိုပါတယ်ပခိုးတိုင်းဒေသကြီးအရှိချမ်းမာလေးစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအပါအဝင်တိုက်ပွဲတွေပုံမှန်ပြင်းထန်လာတာကြောင့်ထန်းတပင်မြို့နယ်က 86ဦးဦးမေအိမ်နဲ့ဖြစ်ခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။ကရင်ပြည်နယ်တန်ကြောင်ကြီးမြို့မှာလည်းစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကြောက်ကြီးတပြင်းခွင်နဲ့တန်တောင်ကြီးကလူ3130ဦးအိမ်ဆုံးခွာထွက်ပြီးခဲ့ရတယ်လို့သိရှိရပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီရဲ့တိုက်လေရင်ကဘုံကျင်းနေတဲ့ဖြင့်ထိုင်းစစ်တပ်က F16 တိတ်လျင်နှစ်စီးဖြင့်ကင်းလှဲ့တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီရဲ့တိတ်လျင်ကမုံကျင်းနေတဲ့ဖြင့်ထိုင်းစစ်တပ်က American F16 တိတ်လျင်နှစ်စီးဖြင့်ကင်းလှဲ့နေကြောင်းထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ KNP နဲ့ထိုင်းမြန်မာနယ်စပ်အနီး KNU တပ်မဟာခွနစ်နေမြေအတွင်းရှိတိုက်ပွဲနှစ်နေရာဖြစ်ပွားလျက်ရှိကြောင်းစစ်ကောင်စီတပ်ရဲ့ကလေးဒေးစခန်းကို KNLA ဦးဆောင်သောတပ်များက ထူးဆစ်စင်ရရှိပြီးစစ်ကောင်စီကလည်းတံပြန်လေးချောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ရရှိကြောင်းထိုင်းစစ်တပ်ကမြန်မာစစ်ကောင်စီရဲ့ MIG 29တိတ်လေရင်ပြန်တမ်းပုံကျဲမှုကိုသိရှိရပြီးနောက်ထိုင်းတော်ဝင်လေတပ်ကတိတ်လေရင်နှစ်စီးဖြင့်ကင်းလှည့်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ယနေ့မတ်လ24ရက်နေ့နာနေ7နာရီ59မိနစ်အချိန်ထိုင်းဘရင်လေတမ F16 လေယာဉ်20ကထိုင်းမြန်မာနေဆက် တောက်ခရံအတွင်ကင်းလှည့်ပြန်တမ်းမှုများလှုံ့ဆော်လျက်ရှိကမြန်မာစစ်ကောင်စီတရက်တိတ်လီရင်သည်ထိုင်းမြန်မာနေဆက်တွင်ပြန်တမ်းမှုရှိခဲ့တော်လဲထိုင်းပိုင်နယ်အတွင်းသို့ရောက်ရှိခြင်းမရှိကြောင်းသိရှိရပါတယ်။ထို့အပြင်မြန်မာစစ်တရက်တိတ်လီရင်ရက်130ကထိုင်းမြန်မာနေဆက်မီတာ900ခန့်အကွာသို့ဘုံလေးလုံးကြေးချခဲ့သည့်ဖြင့်နေဆက်တလျှောက်ပောက်ကွဲတံများထွက်ပေါ်ခဲ့ပြီးထိုင်းနဲ့ အလွန်နေဆက်တွင်တိုက်ပွဲများဖြစ်ပွားတော်လဲထိုင်းဘက်သို့ဂျီများကြားရောက်ခြင်းနဲ့ထိခိုက်မှုမရှိသေးကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကြလောက်နဲ့ပေးရနာတော့ပါမယ်ရှင်။ချန်လန်ချန်နယ်သတင်းစီစဉ်ကို ကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြကြမ်းမှရှင်လက်နိုင်ကြပါစေရှင်။